နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့ BBC website မှာ KIA ရဲ့ဗမော်ထိုးစစ်လားနဲ့ရှိကြလာတာဘာကြောင့်လဲဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ရှင်။ကရှင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေဟာကရှင်ပြည်နယ်တဲကဗမော်မျိုးစစ်မျက်နှာပြင်ကိုတိုက်လာတာဧပြီလကုန်ပိုင်းမှာ၄လကျော်လုံး၅လတဲတောင်ဝင်လာနေပါပြီ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ပြည်내မျိုးတော်မြစ်ကြီးနာပြီးရင်ဒုတိယမျိုးတော်ဖြစ်တဲ့ဗမော်ဟာပထဝီအနေအထားအရအခရာကြလို့စစ်တပ်ကစစ်စင်ရေးကုကဲမှုဌာနချုပ်တခုကိုတောင်ဖြန့်ကျက်ထားတဲ့မျိုးဖြစ်ပါတယ်မက်စလာကုံပိုင်းငလင်ကြောင့်ယာယီအပြစ်ရက်မယ်လို့ KIA ကကြေညာခဲ့အပြီးဗမော်စီရဲငိန်နေရကနေဧပြီလ25ရက်မှာတော့အလုံးအရင်နဲ့စစ်ကောင်စီတပ်ဆက်ခန်းတွေကိုထိုးစစ်ဆင်နေတယ်လို့ဗမော်စီရဲတည်င်းရင်းမြစ်တွေစီကနေသိရပါဗါး ဗမော်တိုက်ပွဲဘာကြောင့်လားနဲ့ရှိကြမြင်နေတာပါလဲစစ်တပ်ကဘလို့ခုခံနေပါသလဲတိုင်းစစ်ဌာနချုပ်အငဲစားအဆင့်ရှိတဲ့ဗမော်ဗမော်မျိုးဟာကရှင် ရှမ်းမြောက်နဲ့စကိုင်းတိုင်းအဆက်ဖြစ်ပြီးကုံလန်းရေလန်းလေကြောင်းလန်းတင်နဲ့စီရီစီးပွားရေးအဆက်ရှာကြတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါအပြင်ဗမော်ဟာပြည်နယ်မြို့တော်မြစ်ကြီးနားအရှိဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာလည်းပါဝင်ပါဗါတယ်။တစ်ဖက်မှာတော့ကရှင်ပြည်နယ်တဲက ။အရာဝတီမြစ်အရှိန်တလျှောက်မှာ KIA တဲယူဖို့ကြံရှိနယ်မြေကိုကြည့်ရင်လဲဗမော်တာကြံနေတော့တဲ့အနေအထားဖြစ်ပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေဟာ၅လကြာလာတဲ့တိုက်ပွဲအတွင်းဗမော်အရှိဆိုင်ရှေလင်တရင်ခလာယာ236အမြောက်တပ်386တန်ကြက်ကတက်9014တင်ကားတက်9000ရှောင်းနဲ့ကကင်းစခန်းတွေကိုတင်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့အမတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခါကစလို့ရှင်မြန်ချက်တွေစစ်လက်နဲ့ပစ္စည်းတက်စုဆက်ွယ်ရေးတရင်စေတက်ရင်ထောက်ပို့တက်ပင်မအလုံယုံစောက်လို့ရင်အင်ဂျင်နီယာတက်ခွဲစစ်မြေပြင်အင်ဂျင်နီယာတက်ရင်စားတဲ့တက်ရင်တက်ခွဲ10ခုထက်မနည်းကိုစစ်တက်ကဗမော်မှာဖြန့်ကျက်ထားပါတယ်။ဒါကြောင့်လဲဗမော်ဟာမြမစစ်တက်ရဲ့တက်ဖြန့်ကျက်ထားမှုအရာကြီးလဲတိုင်းစစ်ဌာနချုပ်အငေစားအစင်လို့သတ်မှတ်ခံရပါတယ်။ တချိန်တည်းမှာပဲတကြောပြန်ပြင်းထန်လာတဲ့ဗမော်ထိုးစစ်မှာ KIA ပူပေါင်းတပ်တွေဟာဗမော်ရဲ့အကြီးဆုံးတပ်စခန်းဖြစ်တဲ့စကခါ27ရှင်မြန်တရင်ခမာရ49နဲ့စစ်တပ်တက်ဆွဲထားတဲ့ဗမော်တက္ကသိုလ်တို့ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ပူပေါင်းတက်တွေဟာစကခ21ထဲကိုဒီနှစ်မတ်လ10ရက်တုန်းကလည်းအလုံးအင်းနဲ့ဝင်တိုက်ခဲ့ပြီးဒီတကြိမ်ဟာဒုတိယတကြိမ်ဖြစ်ပါတယ်။ပူပေါင်းတက်တွေက မြို့နေရအများစုကိုထိန်းထားပါတယ်။ ူတို့စစ်တပ်ကတပ်စခန်းတွေပဲကျန်တာအခုကအဲ့ဒီစခန်းတွေကိုတိုက်တာဟုတ်တယ်လို့စစ်ရေးအရင်းမြစ်ကပြောပါတယ်စစ်တပ်ကဧပြီလ25ရက် KIA ရဲ့တကြောပြန်ထိုးစစ်ကိုလက်နက်ကြီးလေကြောင်းနဲ့ဒရုန်းသုံးကအပြင်းထန်ခုခံတာတွေလုပ်နေတာကြောင့်နှစ်ဖက်အထိအခိုက်များနေတယ်လို့ဗမော်စစ်ရေးအရှိန်အဟုန်ကိုဖော်ပြနေတဲ့ဗမော်ကင်းထောက်အဖွဲ့ကဧပြီလ26ရက်မှာပြောပါတယ် ဒီရတော်အတွင်းဗမော်ကစစ်တပ်ကကင်းစခန်း၅ခုကိုပူးပေါင်းတပ်တွေကတင်ထားတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်။စကခ27ရဲ့ဗဟိုကင်းနေရာကို KIA ပူးပေါင်းတပ်တွေဝင်ရောက်နိုင်ပြီးတရင်မှုနဲ့တုံပန်းတရှို့ဖမ်းမိထားတယ်လို့မြေပြင်တည်င်းရင်းမြစ်တွေကပြောပေမဲ့တိရှအတည်ပြုနိုင်ဖို့ BBC က KIA ကိုဆက်သွဲနေပါတယ်။ဗမော်မျိုးလက်မလွတ်ရရေးစစ်တပ်ကဘလို့တုံ့ပြန်နေလဲ။ စစ်ကောင်စီတပ်တွေဟာတိုက်ပွဲမှာအသာစီးရဖို့ဗမော်တိုက်ပွဲနေမြေအတွင်ဒရုန်းတွေကိုပို့သုံးလာတယ်လို့မြေပြင်အရှေ့အနေကိုသိရှိသူတွေကပြောကြပါဗယ်ဗမော်တိုက်ပွဲဘာလို့ကြာနေတာလဲဆိုရင်တော့ဒရုန်းတွေအတကုံသုံးလာလို့အထည်အခိုက်များလို့ပဲနောက်တစ်ခုကအပြည့်ရက်ကာလရှိခဲ့တာကြောင့်လဲပါတယ်လို့ဗမော်စစ်မြေပြင်အရှေ့အနေသိရှိသူတအူက BBC ကိုပြောပါဗယ်ဒရုန်းကြောင့်ပဲသူတို့တောင်းခံနိုင်တဲ့ကာလရှိတာလို့ပြောရမယ် အခုတိုက်နေတဲ့စကခ21နဲ့တက္ကသိုလ်တွေကဒရုန်းတွေတက်လာတာအိမ်တအိမ်မှာလူအရေးအယောင်မြင်ရင်ကျဲတာပဲလို့သူကပြောပါတယ်။လားနဲ့ရှိကြလာတဲ့ဗမော်တိုက်ပွဲအတွင်ဒရုန်းကြောင့် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေမှာထိခိုက်ကြဆုံးတာတွေများခဲ့တယ်လို့လည်းသူကဆိုပါတယ်။စစ်ကောင်စီကတော့ဗမော်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့သတင်းပတ်တွေအထိတစုံတရာထုတ်ပြောတာမရှိသေးပါဘူး။ ဒါပေမဲ့စစ်ကောင်စီတရရဲ့သတင်းတွေကိုဖော်ပြနေတဲ့ Telegram Channel တွေမှာတော့ဧပြီလ25ရက်နေ့26ရက်မှာဗမော်တိုက်ပွဲမှာစစ်တပ်က drone နဲ့အုံပြုပြီးပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရုပ်သံနေနဲ့တကွဖော်ပြရေးသားနေကြပါတယ်။လေကြောင်းကင်းလက်ပြန်တန်းတာနဲ့လေကြောင်းတိုက်ခိုက်တာတွေရှိတယ်လို့လေကြောင်းကနေလဲနေ့စဉ်ထောက်ပံ့ရေးပစ္စည်းတွေရှာပေးနေတယ်လို့သိရပါတယ်။ စစ်တပ်ကဗမော်မှာဧပြီလ29ရက်တရက်ထဲမှာတင်လေကြောင်းကနေပုံကျဲမှု၃ချိန်ထဲမှနေပြုတ်လုခဲ့တာကိုတွေ့ရပါတယ်။ CDM ဗိုလ်ကြီးစင်ရောကတော့စစ်တပ်ဟာဗမော်မှာတမ88နဲ့မိုးမိတ်ကဆုတ်လာတဲ့တပ်တွေကိုပေါင်းပြီးခန့်စစ်အင်အားပေါင်းထားတာရှိတယ်လို့ပြောပါတယ်။ BBC ရဲ့စီရေးအရေးမြစ်ကလည်းဗမော်မှာစစ်တပ်ရဲ့ခန့်စစ်အနေအထားကောင်းပြီးစစ်လက်နက်ပစ္စည်းစုံတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။ ဗမော်နဲ့မတူစစ်တပ်ကစစ်ကြောင်းပြန်ထိုးနေတဲ့ဖားကန့်ဗမော်နဲ့မိုင်း120ကျော်အကွာကရှင်ပြည်နယ်တဲကကြောက်စိမ့်မြေဖားကန့်မှာတော့ KIA ထိန်းချုပ်နေရာတွေကိုစစ်တပ်ပြန်လဲထိုးစစ်ဆင်နေပါတယ်ဖားကန့်မှာစစ်တပ်ဟာမြို့ပေါ်နေရာကိုသာအင်အားအနေချင်းနဲ့ထိန်းချုပ်ထားတယ်လို့မြေပြင်အစီအစဉ်တွေသိရှိသူက BBC ကိုပြောပါတယ် ဖားကန့်ကိုစစ်တပ်ကထိုးစစ်ဆင်တာဟာဗမော်လိုစစ်ရေးအရအရေးပါလို့မဟုတ်ပဲတယံစာတကြောင့်ဖြစ်တယ်လို့နေမြေအရှိနေသိရှိသူတွေကသုံးသပ်ပါတယ်။ဖားကန့်ကိုလက်လွတ်ရရင်သူတို့စစ်တပ်အတော်အထိနာမှာပေါ့လောက်ွက်ကတခုကိုအနည်းဆုံး3000ရနေတယ်။လောက်ွက်ကယာနဲ့ရှိရှိတယ်။ဒါကလောက်ွက်ကိုပတ်စံတောင်းတာပဲရှိသေးတယ်။ကိုယ်တိုင်ဝင် လောက်တာမပါသေးဘူးလို့နေပြေအရှိနေသိရှိသူက BBC ကိုပြောပါတယ်။ KIA ထိရှုပ်ထားတဲ့ဖားကန့်လမ်းကြောတွေကိုပြန်ထိရှုပ်နိုင်ဖို့စစ်တပ်ကပြီးခဲ့တဲ့ရက်ပိုင်းကစပြီးထိုးစစ်ဆင်နေပါတယ်။ကာမိုင်းဖားကန့်လမ်းပိုင်းကရေကာတာရွာမှာစစ်ကောင်စီပြည်သူစစ်ရှမ်းပြည်အမျိုးသားတပ်များ SNA အင်အား900ဝန်းကျင်ပါတဲ့စစ်ကြောင်းနဲ့ KIA တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ဒီလမ်းပိုင်းဟာ KIA တပ်တွေထိရှုပ်ထားတဲ့နေရာဖြစ်ပါတယ်။ စစ်ကောင်စီဟာဖားကန့်ကိုပြန်ရရေးအတွက် အင်ဒေါ်ဂျီတနိုင်းတို့ဘက်ကနေလဲစစ်ကြောင်းတွေထိုးလာနေတယ်လို့မြေပြေအရှိန်သိရှိသူက BBC ကိုပြောပါတယ်ဒီနေ့မနက်ပိုင်းကာမိုင်းအထွတ်မအူပင်မှာထပ်တက်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲနိုင်တာရှိတယ်။ဖာကန့်ဒီကာမိုင်းလမ်းကြောင်းကထောက်ပံ့ပို့ဆောင်တာစစ်အင်အားဖြည့်တင်းတာတွေလုံးလို့မရတော့ဘူး။ အင်တော်ကြီးဘက်ကလုံးတုံဘက်ကလာလို့ရတဲ့လမ်းကိုပိတ်နိုင်ရင်ဒါကခန်းစစ်လုံးဝအသေးဖြစ်သွားမယ်လို့စီရံပိုကြီးစင်ရော်ကပြောပါတယ်။ဖာကန်ကမိုင်းလမ်းပိုင်းတိုက်ပွဲတွေကြောင့်ကျေးရွာရှောက်ရွာကဒေသခံတထာဝန်းကျင်စစ်ဆောင်နေကြရတယ်လို့ကရှင်ဒေသတွင်းသတင်းဌာနတွေကဖော်ပြပါတယ်။တဖက်မှာလည်း2024ဒီဇင်ဘာ4ရက်မှာစခဲ့တဲ့ဗမော်မြို့သိန်းတိုက်ပွဲကို ဒီနှစ်2025မိုးရာသီမတိုင်ခင်မှာအပီးဖြတ်နိုင်ဖို့လိုတယ်လို့ရှယ်တန်ရောက် BBC ရဲ့စီရီအရေးမြစ်ကပြောပါတယ်မြေပြင်အနေအထားအရလဲကြီကွယ်မြက်ကွယ်မဟုတ်တဲ့အနေအထားကတိုက်ရတော့မိုးတွင်းစုံနေထိုင်ဖို့ခက်မယ်။ကျမရရှိမယ်အချိန်ကြာရင်တက်သားအင်အားငွေအင်အားဆုံးရှုံးနေ။ဒါကြောင့်ဒီတစ်ခါအပီးဖြစ်ဖို့များတယ်လို့သူကပြောပါဗျ။ ။ဒါပေမဲ့ဗမော်စီရဲအလက်အပြောင်းဟာစကခ21ကိုစစ်တပ်နဲ့ပူးပေါင်းတပ်တွေဘသူကဆက်ပြီးထိန်းချုပ်နိုင်မလဲဆိုတာအပေါ်မူတည်တယ်လို့အကဲခန့်နဲ့မြေပြင်စီရဲအရေးမြစ်တွေကပြောပါတယ်။စကခ21ရရင်တော့ကြံတဲ့စခန်းတွေတင်ရတာမခတ်တော့ဘူးလို့ BBC ရဲ့စီရဲအရေးအမြစ်ကပြောပါတယ်။စီရီယံဘူကြီးစင်ရောကလည်းဒီအချက်နဲ့အမြင်တူပါတယ်။ တကယ်လို့သာစကခ27ဘ ਹੁ ကင်းကိုတင်ထားနိုင်ပြီဆိုရင်စစ်တဘောအရာဒီစခန်းကြပြီဘ ਹੁ ကင်းကစစ်တဘောအရာဆိုအချက်အရှာမြေပေါ့တိုက်သူခန်းသူနှစ်ဦးလုံးအတွက်အသက်အမြအရေးကြီးတဲ့မြေပဲ